အီမီဇန်ရဲ့ပြောစကားကြောင့်တနိုင်ကလုံးကပြည်သူတွေအံ့ဩခဲ့ရပါရီအီမီဇန်ကသူဟာမြေအောက်ကနဂါပြည်နဲ့အခြေဆက်ရဖို့တော့မိုင်းပုံးဆရာတော်ဖျားကြီးကို သုံးနှစ်တည်းတည်းဘွားရောက်ပြုစုဖို့တော့မကြခင်မှာလုံမယ်ဆိုပြီးတော့မနေ့ကအင်တာဗျူးမှာပြောကြားခဲ့တာဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သူတွေကအံ့ဩခဲ့ရပါရီမိုင်းပုံးဆရာတော်ဖျားကြီးဟာမိမရှုပ်တဲ့ကိစ္စပါဝီ ဗုဒ္ဓဘာသာဟန်ဆောင်ပြီးတော့အလားဖျားကိုကိုးဝေနေတဲ့အစ္စလမ်ဘာသာဝင်ဖြစ်ကြောင်းသတိရနေတကွာထပ်ပေါ်လာခဲ့ပြီးလေဖြစ်ပါရီ။မိုင်ဘုံဆရာတော်ဘုရားကြီးကတော့သူဟာမိုင်းချက်ကူမာတရားချင်းချာနေထိုင်စဉ်တုန်းကယမနီကမှာငလင်ကြီးလှုပ်လိမ့်မယ်။ငလင်ကြီးကမိုင်ဘုံသုံးတော်ရှိတဲ့ငကားကြီးလှုပ်လို့လှုပ်လိမ့်မယ်။ဒါကြောင့်ဆရာတော်ဘုရားအနေနဲ့ယမနီကရဲ့မြို့ကြီးတွေကိုသွားပြီးတော့သွားရောက်မြတ်တာပူရမယ်၊လူငွေတွေပေးရမယ်။ဒါမှငကားကြီးက စိတ်အေဂျင့်သွားပြီးတော့ထက်လုံမှာမဟုတ်ဘူးဆိုပြီးတော့သဘောဝဘေးအန်တွေတွေလည်းဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့နတ်တကြားတွေကသူ့ကိုလာပြောလို့ရောင်နေကမာရှိတဲ့မျိုးကြီးတွေကိုလာပြီးမြေတာပူပေးတာအလူငွေထည့်ပေးတာဆိုပြီးတော့မိုင်းဘုံဆရာတော်ဘုရားကြီးကရောင်ဝုန်နေပြီးတော့မန္တလေးအစရှိတဲ့မျိုးကြီးတွေကိုလာပြီး မြေတာလာပူပေးပါရီအဲ့ဒီချိန်တုန်းမှာမိုင်းဘုံဆရာတော်ဘုရားကြီးဟာအလူငွေသိန်းတရားနေရလူတန်းပါရီဒါမဲ့သူပြန်ရတာကသိန်းသုံးချီပြန်ရတယ်လေတကယ်ဟိုမှမြောင်းမင်းငယ်ရဲ့တတိကြီးတွေကသူ့ကိုပြန်လှူသေးလေနော် ဆိုတော့တရားလူရင် သူကတထောင်ပြန်ရတယ်ဆိုတော့အချက်နေပဲလာခဲ့တာဆိုပြီးတော့ဝေဖန်တဲ့သူတွေလည်းရှိတယ်ကြားထဲမှာမိုင်းဘုံဆရာတော်ဘုရားကြီးကမြို့ကြီးတွေကိုလာရောက်တဲ့အချိန်မှာလူနှက်မခံနိုင်ဘူးသူတရားကျင့်ကြံလို့မရဘူးဆိုပြီးတော့ဗလီတဲကိုဝင်ပြီးတော့ဗလီဖျားကိုပဲကိုကိုယ်ပြီးတော့အစ္စလမ်ဘာသာဝင်ဖြစ်နေကြောင်းကိုသက်သေနေတကွာထွက်ပေါ်လာတာဖြစ်တဲ့အတွက်တိုင်းကလူရဲ့ဆဲဆူခြင်းကိုလည်းခံခဲ့ရပါတယ်နော်ကုဒီကောင်မှာတော့အီမီဇာဟာဆိုရင်လည်းပဲသူဟာသူစိတ်တို့လုံးကလင်ကြီးကလုတ်ခဲ့တယ်ဆိုပြီးတော့ ပြောလိုက်လို့တနိုင်ကလုံးရဲ့ဆက်ဆူခြင်းကိုခံရတဲ့သူဖြစ်ပါတယ်ကိုစကောမှာတော့မိုင်းပုံဆရာတော်ဖျားကြီးကနဂါရဲ့စိတ်တူပြီးတော့ငလေးကြီးလောက်ရတာဆိုပြီးတော့ပြောလို့အဲ့ဒီနဂါကသူရေမိခင်သူနဲ့အဲ့ဒီနဂါကစိတ်ချင်းဆက်နေတာသူစိတ်တူလို့နဂါစိတ်တူလို့ငလေးလောက်တာဆိုပြီးတော့အမီဇာကပြန်လေရှင်းပြခဲ့ပြီးနဂါတိုင်းပြည်ကြီးနဲ့ချိတ်ဆက်လုပ်ပေးနိုင်တဲ့မိုင်းပုံဆရာတော်ဖျားကြီးကိုဝါရမီဖြစ်ပေးခြင်းနဲ့ဆိုပြီးတော့ပြောသွားခဲ့တာကြောင့်တနိုင်ကလုံးကတော့အမီဇာကိုရိုးရှာနေချပြီလေဖြစ်ပါရယ်နော်